ဖေခုံနှင့်ပင်လောင်းမြို့နယ်အဆက်တွင်တိုက်ပွဲဖြစ်ပြီးစစ်ဗိုလ်တအုပ်အပဝေး၉ဦးသေဆုံးပြီး၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်နှင့်ပင်လောင်းမြို့နယ်အဆက်တွင်တိုက်ပွဲဖြစ်ပြီးစစ်ဗိုလ်တအုပ်အပဝေးစစ်သား၉ဦးသေဆုံးပြီး၂ဦးကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းတော်လန်ရေးတပ်ဖွဲ့တင်ပြမြက်ကတင်ဌာနကိုပြောကြားပါတယ်။ ဒီဇင်ဘာလ6ရက်နေ့ကပင်လောင်မြို့နယ်နဲ့ဖေကုံမြို့နယ်အဆက်ရှိခြေရွာများကိုအကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူ့စစ်များပါဝင်သောပူပေါင်းအဖွဲ့ကအင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်လာသောကြောင့်ဒေါ်လာရေးအင်အားစုများကတိုက်ခိုက်ခဲ့ရာစစ်ဗိုလ်တအုပ်အပါဝင်စစ်သား9ဦးသေဆုံးပြီးနှစ်ဦးကိုအရှင်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ထို့ပြင်ငချင်းမီစက်တနတ်တလန် RPG တလတ်တို့အပါဝင်လက်နက်ခရင်အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်းတိုက်ပွဲမှာလည်းဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်မှအထင်အားလျက်ရှိကြောင်းသိရပါသည်။ တိုက်ပွဲကအခုထိပြင်းထန်နေတုန်းပဲလက်နက်ခဲယမ်းတွေလည်းခဏခဏတင်စီရရှိတာရှိတယ်။အတင်းအာရမစူဆောင်းလာတဲ့စစ်မှုထမ်းတွေကိုအသုံးပြုနေတာဟုတော်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ရင်းအချက်ဖတ်စစ်တပ်စစ်ကြောင်းတီအင်းလေးတောင်ပတ်ချမ်းမှအင်းသာရှမ်းနှင့်ပအိုးလူငယ်များကိုစစ်သားအဖြစ်အတင်းအာရမစူဆောင်းလာသူများကိုအသုံးပြုလျက်ရှိပြီးရှေ့တန်းမှအသေးခံတိုက်ခိုင်းလျက်ရှိကြောင်းကြောက်လန့်၍ခိုင်းသည့်အတိုင်းမလုပ်ပါကရိုင်းနှက်နှိပ်စက်လျက်ရှိကြောင်းသိရပါတယ်။ ဆက်လက်ပြီးစစ်အာဏာသိမ်းထားသောမြန်မာစီးပွားရေးပြန်ကောင်းလာရန်အကန့်အသတ်အားစီများရှိနေစေဟုကမ္ဘာ့ပံထုတ်ပြန်ဝဲလိုအားနှဲခြင်းလှုပ်သားရှားပါခြင်းနှင့်မရစင်မီပြတ်တောက်ခြင်းပြိပခါနှင့်မလုံခြုံမှုအပါအဝင်ပြဿနာများစွာရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်စီအနာတိန်ထားသောမြမစီးပွားရေးပြန်ကောင်းလာရန်အကန့်အသတ်အားစီများရှိနေစေဖြစ်ကြောင်းကမ္ဘာ့ပံကထုတ်ပြန်လိုက်ပြီးဝဲလိုအားနေခြင်းလှုပ်သားရှားပါခြင်းနဲ့ လျက်စင်မီပြတ်တောက်ခြင်းပြိပခါနှင့်မလုံခြုံမှုအပါအဝင်ပြဿနာများစွာရှိနေစေဖြစ်ကြောင်းကမ္ဘာ့ဘဏ်ကယနေ့ထုတ်ပြန်ပြောဆိုပါရယ်2025ခုနှစ်မလငလင်တန်းဤတက်ရောက်မှုများပြိပခါများဆက်လက်ဖြစ်ပွားနေမှုနှင့်ရေရှည်စိန်ခေါ်မှုများကြားမှပင်မြန်မာနိုင်ငံဤစီးပွားရေးပြည်လဲနယ်လန်ထူရေးလမ်းချောင်းပေါ်တွင်အထိုက်အသင့်တိုးတက်မှုလက္ခဏာများတွေ့မြင်ရကြောင်း2025ခုနှစ်အောက်တိုဘာလတွင်ဧပြီလနှင့်နိုင်ရှင်ဘာကစီးပွားရေးမှပုံမမြင်မသောစွမ်းရည်ဖြင့်လက်ပတ်ခဲ့ကြောင်း ကြက်ငွေသည်2024ခုနှစ်တွင်တည်တည်တာတာတန်ဖိုးကျဆင်းခဲ့တော်လေယခု2025ခုနှစ်တလျှောက်လုံးတည်ငြိမ်စွာပြန်တန်ဖိုးမြင့်တက်လာကြောင်းငွေကြေးဖောင်းပွားမှုရောကျလာတော်လေအလုံးစုံကုန်စည်နှုန်းများမြန်မာနေဆဲဖြစ်ကြောင်းကုန်စည်ပို့ဆောင်ရေးပမာဏမှာ2025ခုနှစ်စက်တင်ဘာလအထိ6လအတွင်းမြင့်တက်လာခဲ့ကြောင်းကမ္ဘာ့ဘဏ်ကဆိုပါတယ်စီးပွားရေးပြန်ကောင်းမွန်လာမှုနဲ့အစောပိုင်းလက္ခဏာတွေကအားရစရာကောင်းနေဒါပေမဲ့ မြန်မာစီးပွားရေးပြန်ကောင်းမှုရေးမှာအကန့်အသတ်ရှိနေတဲ့ပြည်ပခမလုံခြုံမှုနဲ့လျှက်စစ်တပ်အားပြဿနာအပါအဝင်ကြီးမားတဲ့အတားအဆီးတွေဆက်ပြီးရင်ဆိုင်နေရပါတယ်ဟုထိုင်းနှင့်မြန်မာနိုင်ငံဆိုင်ရာကမ္ဘာဖန်ဌာနကွယ်ညွှန်ကြားရေးမှူးမေလင်တာကုတ်ကပြောကြားပါတယ်2026မလကုန်အထိမြန်မာနိုင်ငံစီးပွားရေး GDP မှာ200ကိုင်လုံးလောက်ကျဆင်းပြီဟုအစီရင်ခံစာကခန့်မှန်းထားပြီးအဆိုပါခန့်မှန်းချက်မှာရခိုင်ခန့်မှန်းခဲ့သည့်အနှုန်း1.5ရာခိုင်နှုန်းထက်အနည်းငယ်ကောက်မွန်လာသောခန့်မှန်းချက်ဖြစ်ကြောင်းသိရပါတယ် လာမယ့်2026-2029ဖန်နာရီနှစ်တွင်စီးပွားရေးမှာ300ကိုင်းတော့ပြန်လည်ဦးမော်လာမည်ဟုခန့်မှန်းထားပြီးအတိအကအဖြစ်ငလင်အပီးပြန်လည်တည်ဆောက်ရေးနှင့်ထိခိုက်ဆုံးရှုံးသူများကိုအကူအညီများဆက်လက်ပေးအပ်ခြင်းတို့ကြောင့်ဖြစ်သည်ဟုကမ္ဘာ့ဘဏ်ကဆိုပါတယ်။ထို့ပြင်မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွားမှုမှာ20ရာခိုင်နှုန်းအထက်တွင်ရှိနေပြီဟုမျှော်လင့်ရကြောင်းပြန်လည်တည်ဆောက်ရေးအသုံးစရိတ်များတိုးလာခြင်းကြောင့်ဘတ်ဂျက်လူငွေပြမှုသည်2026-2029ဖန်နာရီနှစ်တွင် GDP ၏900ခန့်အထိရောက်ရှိမည်ဟုခန့်မှန်းကြောင်း ထို့ကြောင့်ဗန္ဒာရေးဆိုင်ရာစိန်ခေါ်မှုများဆက်လက်တည်ရှိနေမည်ဖြစ်ပြီးပြည်တွင်းချင်းငွေများမြင်းမာလာမှုကိုထင်ဟပ်စေကြောင်းအများပြည်သူကြွေးမိမှာတိုင်းပြည် GDP 60ရာခိုင်နှုန်းအထက်တွင်ရှိနေမည်ဟုမျှော်လင့်ရကြောင်းကမ္ဘာ့ဘဏ်ဤထုတ်ပြန်ပြောဆိုချက်အရသိရပါသည်။ဆက်လက်ပြီးမိုးကုံမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။မန္တလေးတိုင်းမိုးကုံမြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးသစ်စိန်ကုန်းကျေးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါသည်။ ဒီဇင်ဘာ6ရက်မှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဒီဇင်ဘာ9ရက်မှာလည်းမနက်၈နာရီခန့်ကဇက်တိုက်တိုက်ပွဲဖြစ်နေတယ်လို့သိရပါတယ်။တိုက်ပွဲတွေကဆက်ဖြစ်နေစေနဲ့စစ်တပ်ဘက်ကနေတဖြည်းဖြည်းနဲ့ဂွေးပင်ရွာဘက်အထိစုခွာနေတာကိုတွေ့ရတယ်လို့ဒေသခံတအုပ်ကပြောပါတယ်။စစ်တပ်ကမြို့အနောက်ချမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးစခန်းကြီးကျေးရွာအထိစစ်တပ်ကလက်လွတ်ထားရကတစ်စိန်ကုန်းမှလည်းစစ်တပ်အကြဆုံးများတယ်လို့သိရပါတယ်။ဒါ့အပြင်ဗိုလ်မားရွာဘက်မှာလည်းတိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့သိရပါတယ်။တော်လရင်တက်တွေဟာမိုးကုံမြို့နဲ့အနီးဆက်ဆုံးအထိရှိနေပြီးတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတာလို့သိရပါတယ်။ စစ်တပ်ဝင်ရောက်လာတဲ့မိုးကုတ်နဲ့မိုးမိတ်ဒေသမှာစစ်စင်ရေးကိစ္စတွေအတွက်မိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးစစ်ဦးစီးအဖွဲ့ဖွဲ့စည်းထားပြီးအနီးကပ်ကြီးကြပ်ကိုကဲကောင်စစ်ကောင်စီရဲ့အရေးပါတဲ့စက္ကန်းကုန်းကိုတင်ပိုက်ထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကဒီဇင်ဘာ6ရက်မှာထုတ်ပြန်ပါတယ်။နိုဝင်ဘာကုန်ပိုင်းမှာမိုးကုတ်နဲ့မိုးမိတ်မြို့ကနေတအောင်တက်မတော် DNL စုခွာသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေတာတွင်စည်ရေးချင်းတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကနိုဝင်ဘာ6ရက်မှာပြည်သူကို ပထမဆုံးအကြိမ်သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။ PDF စီယုံချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာ9ရက်ကစတင်ဖွဲ့စည်းခဲ့တယ်လို့ဆိုပါတယ်။ PDF တပ်တွေပကဖရီကိုစူးစီးပြီးတသက်မှတ်သေးသောအမိန်ပေးကုတ်ကဲမှုစနစ်အောက်ကတဆင်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကုတ်ကဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ပါတယ်။မိုးကုတ်မြို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုနောက်တစ်ရက်ဖြစ်တဲ့နိုဝင်ဘာ30ရက်ညနေ6:00ကစပြီးအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာ30ရက်ကဒီနေ့ဒီဇင်ဘာ6ရက်အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ချိန်ထဲမှနေဖြစ်ခဲ့ပြီးအရေးပါတဲ့စစ်တပ်စခန်းကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဆလပီလဘဒန်တွင်ကင်းပုံဝင်နေသည့်စစ်တပ်နှင့်တော်လန်ရေးတပ်များထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်သား2ဦးသေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းတာယောက်ရီခရိုင်လက်ပတန်းမြို့နယ်မကြီးခွင်းအရှိစုကျေးရွာမှာဒေါ်လန်ရေးတက်တွေနဲ့ခင်းပုတ်ဝင်နေတဲ့စစ်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကနှစ်ယောက်ကြာဆုံးခဲ့တယ်လို့တာယောက်ရီခရိုင်တပ်ရင်း3800နှစ်တပ်ခွဲ3ကသတင်းထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ9ရက်မနေ့နေ့လယ်ထနာရီဝင်းကျင်အချိန်မှာတပ်ရင်း3800နှစ်တပ်ခွဲ3နဲ့မင်းလာပြည်သူကောက်ွယ်ရေးရဲဘော်တို့သတင်းထောက်လန်းဖို့မကြီးခွင်းအရှိစုကျေးရွာဆေပောင်းအနီးကိုသွားရောက်စဉ်ခင်းပုတ်ဝင်နေတဲ့စစ်သားတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ သတင်းထောက်ဖို့သွားရင်စခနှကောင်ကင်းပုတ်ဝင်နေတာတွေ့ပြီးပြစ်တက်ပြီးမှမုန်းနေတဲ့ခွေးတွေကပေါ်လာပြီးလက်နက်ကြီးနဲ့ထူကြတာစခ30လောက်ရှိတဲ့ရုတ်တရက်ဖြစ်သွားတဲ့တိုက်ပွဲမှုမှတ်တမ်းယူချိန်မရလိုက်ဘူးလို့တရင်3နောက်ရှိရနှစ်တက်ခွေ3ရက်တာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်ထီထွေးတိုက်ပွဲအတွင်းတော်လန်ရဲရဲဘော်တယောက်ထိခိုက်ဒဏ်ရာရရှိပြီးဆိုင်ကယ်တစီမိုဘိုင်းဖုန်းနှလုံးနဲ့လွယ်အိတ်တလုံးဆုံးရှုံးခဲ့ကအချမ်းဖက်စစ်သား၂ယောက်လည်းတိဆုံခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့ရဲဘော်ကလက်ကိုလက်နက်ကြီးထိသွားတော့အသက်အန္တရာယ်မစိုးရိမ်ရပါဘူး။ ။ဒဏ်ရာတော့များတယ်။တိုက်ပွဲကလည်းမိနစ်ပိုင်းပဲကြာတယ်။မသားအလောင်းတွေညကမကောက်လို့ပြည်သူတွေအလန်းကိုမသွားရဲဖြစ်နေကြတယ်လို့အထက်ပါတာဝန်ရှိသူကဆက်ပြောပါရတယ်။ထီးတွေ့တိုက်ပွဲတွေအချိန်နှရာမရွေးဖြစ်ပွားလာနေတာကြောင့်ပြည်သူတွေအနေနဲ့စစ်သားရဲနဲ့ဖြူစောထီးတွေရှိတဲ့နေရာအနီးကိုသွာလာနေထိုင်တာမျိုးတွေမလုပ်ကြဘူး။တာယာဝတီခဲတရင်3800နှစ်တက်ခွဲတုံးကအတိပေးထုတ်ပြန်ထားပါရတယ်။ဆလဘီဖာကန်မျိုးနယ်လုံခင်းကြီးရွာအုပ်စုမလောင်ကြီးရွာကိုစစ်တပ်ကခြုံဖြစ်ပုံကျမှုမိသားစုတစုတည်းမှာ ပြည်သူ၃ဦးသေဆုံးပြီး9လသားအရွယ်ကလေးငယ်တအူးသာအသက်ရှင်ကျန်ရစ်တယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းကျေးရွာအုပ်စုမလောင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းဖြင့်ဘုံနှလုံးကျဲချခဲ့ရာမိသားစုတစုတည်းမှပြည်သူ၃ဦးသေဆုံးက9လသားအရွယ်ကလေးငယ်တအူးသာကျန်ရစ်ခဲ့ကြောင်းဖားကန့်တရင်ရင်းမြစ်ကတရင်ဌာနကိုပြောကြားပါတယ်။ရမနီဒီဇင်ဘာလ9ရက်နေ့ည10:50မိနစ်အချိန်ဖာကတ်မလောင်ကျေးရွာရှိဦးစော်လွင်ဦးနေအိမ်တို့အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဒရုန်းဖြင့်ပုံကျဲခဲ့ကြောင်း မိသားစုဝင်၃ဦးစလုံးသေဆုံးသွားကြောင်းသိရပါတယ်။မလောင်ကျေးရွာကဦးစော်လွင်ဦးနေအိမ်ကိုစစ်ကောင်စီကခြုံနှလုံးနဲ့ကျဲတာမိသားစု၃ယောက်သေသွားတယ်။ခုနှစ်လအရွယ်ကလေးတစ်ယောက်အသက်ရှင်ကျန်ရစ်တဲ့ဒဏ်ရာရတာမရှိဘူး။ကျန်တဲ့မိသားစုဝင်အဖေအမေကပွဲချင်းပြီးသေသွားတယ်။စစ်ကောင်စီကပြည်သူတွေရှိတဲ့ဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲနဲ့ခြုံတွေလက်နက်ကြီးတွေတောက်လျှောက်ဖြစ်တယ်ဟုဖားကန့်သတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ထို့ပြင်အကြမ်းဖက်စစ်တပ်ကဒီဇင်ဘာလ9ရက်နေ့ည7:00နာရီအချိန်ဖောက်ကန်းမြို့နယ်မြတာယာအုပ်စုရှိမြောက်ဖြူဖုံကြီးကျောင်းကိုစုံဖြစ်ပုံကျဲချခဲ့၍စွန်းစားကျောင်းဆောင်ဖျက်ဆီးခဲ့ပြီးတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတမကုံမှလည်းည9:00နာရီကျော်မှစ၍လက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ဖောက်ကန်းအေးမြတာယာအုပ်စုပေါ်မြောက်ဖြူဖုံကြီးကျောင်းကို120မမနှလုံးထုံနဲ့ပုံကျဲတိုက်ခိုက်တဲ့တိုက်ခိုက်တော့ဖုံကြီးကျောင်းစွန်းစားကျောင်းဆောင်ထိခိုက်ဖျက်ဆီးသွားတယ်။ဖုံကြီးကျောင်းမှရှိတဲ့တယောက်ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီလိုအခြေအနေရှိတယ်။မနေ့ည9နာရီကျော်ကလည်းတက်မကုန်းကနေလက်နက်ကြီးတွေတောက်လျှောက်ဖြစ်နေတယ်။ဖာကန်တဝိုက်ကိုတိုက်ပွဲမဖြစ်ပဲနဲ့ပြည်သူတွေရှိရာရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ဖြစ်ခတ်နေတာပေါ့လို့ဖာကန်တရင်ချင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ဖာကန်မြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကဒရုန်းလက်နက်ကြီးနဲ့ပြည်သူများရှိရာသို့ဖြစ်ခတ်တိုက်ခိုက်ခဲ့ပြီးပြည်သူများတရာနီးပါးသေဆုံးခဲ့ရပြီး300ဦးကျော်ထိခိုက်ဒဏ်ရာရရှိထားပြီးဖြစ်ကြောင်းသိရပါတယ်။